မင်္ဂလာပါရှင်။တန်လင်းထိုင်းရဲ့မတ်လ10ရက်နေ့ည8:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တန်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်းကြည့်ပါပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့မူတုံမြို့နယ်မှာမော်လုံငယ်အုပ်ကိုစစ်ကောင်စီတပ်ပစ်ခတ်ခဲ့တဲ့သတင်း တဝဲခရိုင်ကစစ်ကောင်စီကဲစခန်းတခုအလင်းငိုက်ဝင်တိုက်ခံရလို့၅ဦးသေဆုံးခဲ့တဲ့သတင်းတွေအပြင်ဒီမိုကရေစီနဲ့တိုင်းသားအခွင့်အရေးပေးထားတယ်လို့စစ်ကောင်ဆောင်ပြောလိုက်တဲ့သတင်းနဲ့ထန်းတဲ့ပင်မှာခရိုင်ရိတ်ခါလာပိုးတဲ့စစ်ကောင်စီတပ်ပိတ်ဆို့တိုက်ခတ်ခံရလို့ကစင်ကလျားထွက်ပြေးခဲ့ရတဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့အမေရိကန်ရဲ့နျူကလ িয়ার အရေးဆွေးနွေးမှာမဟုတ်ဘူးလို့အီရန်ထိပ်တန်းခေါင်းဆောင်ပြောလိုက်တဲ့သတင်းအမေရိကန်ရဲ့ကုန်သွယ်ရေးစစ်ပွဲအရှိန်မြင့်မယ်လို့ကနေဒါဝန်ကြီးချုပ်လောင်းကြွေးကြော်လိုက်တဲ့သတင်းတွေနဲ့အတူ အာနာသိန်းကလာတက်ဖြတ်ဖန်းစည်းခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါ။မွန်ပြည်နယ်မူးတော်မြို့နယ်ရှိကလောတော်ကြီးရွာမှာဆိုင်ကယ်စီးနင်းလာတဲ့မွန်လူငယ်အုပ်ကိုစစ်ကောင်စီတပ်ကတနက်နေ့ပြစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့ဒေသခံတွေထံကနေသိရပါဗျ။ မက်စတာဆယ်ရည်မနက်တနာရီအချိန်ခန့်မှာဆိုင်ကယ်စီးနှင်းလာတဲ့မိုးလုံငယ်နှစ်ဦးကိုစစ်ကောင်စီနဲ့ဌာနေပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေကကျေးရွာစေပေခန့်အနီးမှာတနက်နဲ့6ချက်ပစ်ခတ်ခဲ့တာပါ တနက်နေ့ပြစ်ခတ်ခံရတာကြောင့်အဲ့ဒီမွန်လူငယ်နှစ်ဦးဟာဦးကောင်းနောက်ကျောနဲ့လက်တွေမှာကြီးဖောက်ဝင်တန်ရာရရှိခဲ့ပြီးအခင်းဖြစ်ရာနေရာမှာပဲတည်ဆုံခဲ့တာပါ။တည်ဆုံသွားတဲ့မွန်လူငယ်နှစ်ဦးဟာကလော့တော်ဂျီရွာနေအသက်25နှစ်အရွယ်မွန်ထိုင်းနဲ့ကော့ဘီထော်ဂျီရွာနေအသက်25နှစ်အရွယ်လူငယ်တဦးတို့ဖြစ်ပါတယ်။စေကောင်စီပူပေါင်းအဖွဲ့တွေတနက်နေ့ပြစ်ခတ်တပ်ဖြတ်သွားတဲ့အဲ့ဒီလူငယ်နှစ်ဦးကိုဒီအတိုင်းပဲပြစ်ထားခဲ့ပြီးမနက်ပိုင်းမှသာဒေသခံတွေအကူအညီနဲ့ကမာဝတ်တိုင်းနယ်စေယုံကိုပို့ဆောင်ခဲ့ကအဲ့ဒီနောက်ကလော့တော်ဂျီရွာတုတ်တံမှာမီးတကြိုခဲ့တယ်လို့ဒေသခံတွေ တွေကပြောပါတယ်။ဒေသခံတွေရဲ့ပြောပြကြရာတနန်းနဲ့ပြစ်သက်ခံလိုက်ရတဲ့လူငယ်နှုတ်ဟာဒေသတွေမှာဆိုင်ကယ်ခိုးမှုတွေကျူးလွန်နေသူဖြစ်ပြီးသူတို့နှုတ်ဦးကိုစစ်ကောင်စီပူးပေါင်းအဖွဲ့တွေကဖမ်းဆီးရမိပြီးနောက်တနန်းနဲ့ပြစ်သက်ခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်မှုတွေရှိနေတာပါ။မော်လုံငယ်တို့ပြစ်တက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးစစ်ကောင်စီတပ်ဘက်ကတစုံတရာသတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။ တနင်္သာရီတိုင်းဒဝဲခရိုင်အတွင်းရှိစစ်ကောင်စီရဲ့စစ်ဆေးရေးကဲစကန်တစ်ခုအလင်းငိုင်းဝင်ရောက်တိုက်ခိုက်ခံရတာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်၅ဦးသေဆုံးခဲ့လို့ဒုရကစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့မတ်လ9ရက်နေ့မှာဒဝဲမြို့နယ်မောင်းမဲရှောင်ကျေးရွာဟာလီကွေ့ကိစ္စကန်နဲ့ရေပြူမြို့အဝင်စစ်ဆေးရေးတရားခိုင်ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းဖွဲ့တွေကအလင်းငိုင်းဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။မောင်မဲရှောင်ကျေးရွာဟာလီကွေ့စစ်စေးရေးကိစ္စကံပြစ်ခတ်တိုက်ခိုက်မှုအတွင်းအချိန်နိုင်ဝက်ညီပါကြောင့်နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သားတို့ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ အလာတူအရင်နေ့ညနေပိုင်းမှာရေပြူမျိုးဝင်ဆက်စေးရတရားကိတ်မှာရှိနေတဲ့စစ်ကောင်စီတပ်သားတွေထပ်မံတိုက်ခိုက်ခံရတာကြောင့်စစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုနှစ်ခုတွင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဗန်မှာအထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုဒဝဲမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒုရကစစ်ကြောင်းဦးဆောင်မှုနဲ့ရေပြူမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ29ရက်နေ့ကလည်းတဝဲခရိုင်တရက်ချောင်းမြို့နယ်ရှိစစ်ကောင်စီရဲ့ရွှေကူတံတားစစ်ဆေးရေးဂိတ်ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်က9ဦးထံမင်းတေဆုံးခဲ့တယ်လို့သိရပါတယ်။ထမမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1498ရာတွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့ဆင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ။အာနာသိန်းစစ်ကောင်စီရောက်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1498ရက်အတွင်းအကြမ်းဖက်သက်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6389ဝန်းထိရှိလာပြီဖြစ်ပါတယ်။ဒါပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ2869ဝန်းထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ6989ဝန်းထိရှိလာပြီဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့အာနာသိမ်းမှုကာလာတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကာဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီစီဇန်ကိုတော့နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရေးတင်းထံမှရယူဖို့ပြတာဖြစ်ပါတယ်။တိုင်းနာလနဲ့ကိုင်အဖွဲ့စည်းရဲ့အနေနဲ့ဖြစ်ချင်တာကိုမပြောဘဲဖြစ်တင်တာဖြစ်နိုင်တာကိုပဲပြောဖို့စစ်ကောင်းဆောင်ကပြောလာပါတယ်။ ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါဗျ။ဒီမိုကရေစီအပါဝင်တိုင်းရင်းသားနဲ့ပတ်သက်တဲ့အခွင့်အရေးတွေလည်းပေးထားတာဖြစ်လို့တစ်ဖက်သက်အခွင့်အရေးဘယ်တော့မှပေးလို့ရမှာမဟုတ်ဘူးလို့အာနာသိန်းစစ်ကောင်းဆောင်ကပြောပါဗျ။ရုရှားနဲ့ဘယ်လာရုစ်ခီးစဉ်အပြင်ငင်းချင်းနဲ့ပတ်သက်ပြီးစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကစစ်တပ်ထောက်ခံတဲ့ပြည်ထဲမှာရှိတဲ့သတင်းမီဒီယာတို့ရဲ့မေးမြန်းမှုကိုလေးရင်ပေါ်မှာဖြေကြားပေးခဲ့တာပါ။နိုင်ငံရေးရပြည်သူတွေတောင်းဆိုတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုတွားဖို့ဆုံးဖြတ်ပြီးသားဖြစ်တာကြောင့်အကောင့်ထဲဖော်နိုင်မှုပူပေါင်းဆောင်ရွက်မှုတွေလုပ်ရမှာဖြစ်တယ်လို့ ပြည်တွင်းငြိမ်းချမ်းရေးကိုလည်းလုပ်ရမယ်လို့ဆိုပါတယ်။တိုင်းဒေသနဲ့ကိုင်အဖွဲ့အစည်း EAO တွေအနေနဲ့ဖြစ်ချင်တာကိုမပြောဘဲဖြစ်တဲ့နာတွေဖြစ်နိုင်တာပဲပြောဖို့နဲ့ဒါကိုတိုင်းဒေသတွေဘက်ကစဉ်းစားဖို့တင့်တယ်လို့စစ်ကောင်းဆောင်ကပြောပါတယ်။နောက်ကျကြံခဲ့တဲ့တိုင်းဒေသနိုင်ငံတွေအားလုံးကိုဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပြီးပါတီစုံဒီမိုကရေစီစနစ်ကိုလိုချင်ရင်အတိုက်ခံမလုပ်ဘဲပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ဆိုပါတယ်။လက်ရှိမှာအာဏာသိမ်းမှုကိုစန့်ကျင်တဲ့နိုင်ငံတော်ဝန်ကဆရာနာရှင်စနစ်မြစ်ပြည့်ရေးတိုက်ပွဲတွေကြောင့်မျိုးနယ်ပေါင်း60လောက်သာစစ်ကောင်စီကအပြည့်အဝစိုးမိုးထိန်းချုပ်ထားနိုင်တာပါ။ စစ်ကောင်းဆောင်ကတော့ထွေထွေရွေးကောက်ပွဲကို2025ဒီဇင်ဘာဒါမှမဟုတ်2026ဇန်နဝါရီစောပိုင်းမှာကျင်းပဖို့စီစဉ်ထားတယ်လို့ဘယ်လာရုစ်နိုင်ငံမှာထုတ်ပြောခဲ့ပါတယ်။ရုရှားနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံကနိုင်ငံတော်အဆင့်ချစ်ချည်ရေးခရီးဖိတ်ခေါ်ချက်အရစစ်ကောင်းဆောင်နဲ့အဖွဲ့အစည်းဟာမတ်3ရက်နေ့ကနေ9ရက်နေ့ထိတပတ်ကြာတွားရောက်ခဲ့ပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအဲ့ဒီနှစ်နိုင်ငံအစိုးရတို့ကစစ်ကောင်စီဘက်ကိုဝင်ရောက်ထောက်ခံပေးထားတဲ့အာမခံချက်ရရှိခဲ့ပြီးလေလာစောင့်ကြည့်ရေးအဖွဲ့တွေလည်းလှုပ်ပေးမဲ့အကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားတာပါ။ တိုင်းဒေသနဲ့နိုင်ငံဖွဲ့စည်းတွေနဲ့တော်လိုင်းအင်အားစုတွေကတော့စစ်ကောင်စီကျင်းပဖို့စီစဉ်နေတဲ့အထူးရောင်ရွေးကောက်ပွဲကိုဆန့်ကျင်တိုက်ဖြတ်သွားမယ်လို့အတိအလေးကြေညာထားပြီးဖြစ်ပါတယ်။ထန်းနပင်မြို့နယ်မှာလက်နက်ခဲယံရဲခါတွေပို့ဆောင်ပေးနေတဲ့စစ်ကောင်စီတပ်ကို KNL ပူးပေါင်းအဖွဲ့တွေရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သားတွေဟာကစင်ကလေးအားဆုတ်ခွာထွက်ပြေးသွားခဲ့ရတယ်လို့သိရပါတယ်။ဒီအကြောင်းကိုတော့အင်မီယောင်ကတင်ဆက်ပေးထားပါတယ်။ ပဲဂိုတိုင်းထန်းတပင်မြို့နယ်မှာစစ်လက်နက်ခဲယံရိခါရီတွားရောက်ပို့ဆောင်နေတဲ့စစ်ကောင်စီတပ်ကို KNN, KNDU, PDF ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သားတွေကစင်ကလျားစုတ်ကွာထွက်ပြေးသွားတယ်လို့စစ်တောင်းကမ်ပိန်းကသတင်းထုတ်ပြန်ပါတယ် KNU တပ်မှနေထိန်းချုပ်နယ်မြေတောတထူထန်းတပင်မြို့နယ်ထဲမှာဝင်ရောက်ကျူးကျော်တိုက်ဆဲထားတဲ့ရေတုပ်ကြီးစကန်ကစစ်ကောင်စီတပ်သားတွေဟာ နော့ဆူတက်စကန်စီကိုမက်လာ9ရက်နေ့မနက်9နာရီကျော်ချိန်ကရိတ်ခါလက်နက်ခဲယမ်းတွေတွားရောက်မှုဆောင်နေစဉ် KNN KNDO PDF ပူးပေါင်းဖွဲ့ရဲ့ဂျားဖြတ်တိုက်ခိုက်မှုကိုခံခဲ့ရတာပါရေတုံကြီး စကန်ကနေစစ်ကောင်စီတပ်သားတွေဟာနော့ဆူစစ်စကန်နဲ့ခူလောင်ကြီးရွာကြားရောက်ရှိစဉ်ပြည်မျိုးသားလူမျိုးရေးတပ်မတော် KNN KNDO PDF ပူးပေါင်းဖွဲ့တို့ကဂျားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်သားတွေကစင်ကလေးအားဆုတ်ခွာထွက်ပြေးသွားကြက MA3 တလက်နဲ့ MA4 လေးလက်တို့တင်းစေရမိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါရယ်ပြီးခဲ့တဲ့မလ10ရက်နေ့မနက်9:00ခွဲအချိန်ကလည်း KNU တောင်ကူခိုင်တမန်နဲ့နေမြေပဲခူးတိုင်းနဲ့ကရင်ပြည်နယ်ဆက်တန်တောင်ကြီးမြို့နယ်တွေကစစ်ကောင်စီတပ်ရဲ့တပြည်ညွန့်စကန်ကို KNN PDF ပူးပေါင်းပွဲကအပြီးသက်သိမ်းပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကတေဆုံးသူတွေမြတ်ပြခဲ့တယ်လို့ KNN နဲ့ PDF စီကြောင်းတွေကသတင်းထုတ်ပြန်ထားပါရယ် တပြင်းညွန့်စကန်နေမှာစစ်ကောင်စီတပ်ရဲ့ဘကိုးတိုင်းတောင်ကူမြို့နယ်ခြေဆိုင်တောင်ပိုင်းတိုင်းစစ်ထနာကျုပ် တပခလောက်ခံတရင်ဖြစ်တဲ့ထန်းပင်မြို့နယ်ဇီရကြီးမြို့ခြေဆိုင်ဟလာယ83တရင်လောက်ခံတပ်ဖွဲ့ဝင်တွေထိုင်ချနေထိုင်တဲ့စကန်တခုလည်းဖြစ်ပါတယ်။တပင်းညွန့်စကန်သိန်းတိုင်ပွဲတွင်စစ်ကောင်စီတပ်စီကနေလက်နက်ကြီးလက်နက်ငယ်တွေဆက်သွယ်ရေးပစ္စည်းတွေနဲ့ခဲယမ်းများပြားကိုသိမ်းဆည်းရမိခဲ့တယ်လို့အထူးကွန်မန်ဒိုတပ်ရင်းယူမနှစ်စစ်ကြောင်းကလည်းသတင်းထုတ်ပြန်ထားသလိုစကန်သိန်းတိုင်ပွဲကာလနဲ့စကန်သိန်းပြည်တွင်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လုပ်ဆောင်နေပါတယ်။ နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အမေရိကန်ရဲ့နျူကလ িয়ার အရေးဆွေးနွေးမှာမဟုတ်ဘူးလို့အီရန်ထိပ်တန်းခေါင်းဆောင်ပြောလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဘေဘေကတင်ဆက်ပေးထားပါတယ်။နျူကလ িয়ার သဘောတူညီမှုရယူရေးတမရဒေါ်နယ်ထရန့်ကဖိအားပေးလာပြီးနောက်အီရန်ထိပ်တန်းကောင်းဆောင်အယာတိုလာအလီခါမီနီကအနိုင်ကျင့်တဲ့နိုင်ငံတွေကညှိနှိုင်းမှုတိုက်တွန်းတာဟာတခြားနိုင်ငံကြီးတွေကိုကြီးစိုးဖို့ရည်ရွယ်တာဖြစ်ပြီးပြဿနာတွေကိုဖြေရှင်းဖို့မဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ ်အီရန်အနေနဲ့သူတို့ရဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်လို့သဘောတူညီမှုမယူရင်စစ်ရေးအရနှိမ်နင်းခံရမယ်လို့တမရထရန်ကအီရန်စီစာရေးပို့ထားပြီးမိမိအနေနဲ့အီရန်ကိုမတိုက်ခိုက်စေလိုတာကြောင့်သဘောတူညီမှုယူရင်ပိုကောင်းလိမ့်မယ်လို့ပြောထားပါတယ်။ မိမိတို့အနေနဲ့အီရန်ကိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခွင့်ပေးလို့မရတဲ့အတွက်တခုခုလုံးမှဖြစ်မယ်လို့ထရန့်ကပြောပါတယ်။ထရန့်ပို့လိုက်တဲ့စာကိုလက်ခံရရှိပြီလားဆိုတာအသေးချာမသိရသေးပေမဲ့ခေါင်းဆောင်ကြီးခါမီလီကအနိုင်ကျင့်တဲ့နိုင်ငံတွေလိုပဲတုံ့ဆွဲသွားပြီးထရန့်ကိုတိုက်ရိုက်ညွန်ပြောဆိုတာမရှိပါဘူး။အနိုင်ကျင့်တဲ့နိုင်ငံတွေရဲ့တောင်းဆိုမှုကိုမိမိတို့နိုင်ငံကလိုက်လျောလက်ခံမှာမဟုတ်ဘူးလို့ခါမီလီကပြောဆိုလိုက်တာပါ။တမရအိုဘားမားလက်ထက်ကအီရန်နဲ့ကမ္ဘာအင်အားကြီး၅နိုင်ငံနျူကလ িয়ার သဘောတူညီမှုကနေအမေရိကန်ကိုထရန့် န်ကသူ့ရဲ့ပထမသမ္မတတပ်တန်အတွင်နှုတ်ထွက်စေခဲ့ပြီးအီရန်ဗိုလ်ချုပ်ခါဆန်ဆိုလိုင်မန်နီကိုလှုပ်ကြံတက်ဖြတ်ခဲ့ပါတယ်။ဒုတိယအကြိမ်အင်ဖြူရော်တို့ရောက်လာပြီးနောက်သမ္မတထရန်ကအီရန်အပေါ်အများဆုံးဖိအားပေးတဲ့ချဉ်းကပ်မှုတွေပြုလုပ်နေပြီးစီးပွားရေးအရာရောတပ်တမန်ရေးအရာပါအထူးကြံဖြစ်အောင်လှုံ့ဆော်နေပါတယ်။အီရန်ကသူတို့ရဲ့နျူကလ িয়ার စီမံကိန်းဟာလက်နက်ထုတ်လုပ်ရေးအတွက်မဟုတ်ဘဲစွမ်းအင်ထုတ်လုပ်ရေးငြိမ်းချမ်းရေးအတွက်ဖြစ်တယ်လို့ပြောထားပေမဲ့ယူရေနီယံတန်းစင်မှုတွေပုံမှုလှုပ်ဆောင်နေပါတယ်။ အမေရိကန်နဲ့ကုန်သွယ်ရေးစစ်ပွဲအရှိန်မြင့်မယ်လို့ကနေဒါဝန်ကြီးချုပ်လောင်ကြွေးကြော်လိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကပြောပြပေးထားပါတယ်။ကနေဒါဝန်ကြီးချုပ် Justin Trudeau ရဲ့နေရာကိုဆက်ခံမဲ့မကာနီကမငြိမ်သက်မှုတွေများလာနေတဲ့အချိန်နိုင်ငံကောင်းဆောင်နေရာကိုရယူချိန်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ကုန်သွယ်ရေးစစ်ပွဲအရှိန်မြင့်ဆင်နွှဲသွားမှာဖြစ်တယ်လို့ပြောကြလိုက်ပါတယ်။ကနေဒါဗဟိုဘဏ်နဲ့အင်္ဂလန်ဘဏ်အုပ်ချုပ်ရေးမှူးဟောင်းဟာကနေဒါဝန်ကြီးချုပ်နေရာကိုဆက်ခံဖို့ Liberal Party ကောင်းဆောင်နေရာရွေးချယ်ရမှာပြန်ပတ်သုံးဖို့အပြတ်အသတ်နိုင်ရထားပါတယ်။ ကနေဒါပေါ်အခွန်တိုးမြင့်ပြထမ်းပြီးအမေရိကန်ရဲ့52ခုမြောက်ပြည်နယ်ဖြစ်လာအောင်လုပ်ဖြစ်မယ်လို့ပြောထားတဲ့သမရထရန့်ကိုအသက်59နှစ်အရွယ်ဝန်ကြီးချုပ်လောင်မကာနီကတိုက်ခိုက်ပြီးအမေရိကန်နဲ့အမားမလုံမိစေနဲ့လို့ပြောထားပါတယ်။ခုံတော်ရေးစစ်ပွဲဖြစ်လာရင်ဟော်ကီပြိုင်ပွဲတွေလိုမှာပဲကနေဒါပဲအနိုင်ရလိမ့်မယ်လို့သူကပြောပါတယ်။မကာနီဟာလာမယ့်ရက်ပိုင်းအတွင်းကနေဒါဝန်ကြီးချုပ်ဖြစ်ကျန်းသစ်စာချိန်ဆမယ်လို့မျှော်လင့်ရပြီးတရင်ပပိုင်းအတွင်းကျင်းပမယ့်အထွေထွေရွေးကောက်ပွဲမှာလစ်ဘရယ်တွေကိုဥဆောင်သွားမှာဖြစ်ပါတယ်။ အခုကနေဒါဝန်ကြီးချုပ်ဖြစ်လာတော့မဲ့ကာနီဟာအရင်ကရွေးကောက်ခံယာရုနေရာတွေမှာလုံးဝတာဝန်မထမ်းဆောင်ဘူးသူဖြစ်ပါတယ်။အိညာမီပြည်ထနာနဲ့ကုန်စည်နှုန်းကြီးမြင့်မှုတို့ကြောင့်လူကြိုက်နေလာတဲ့ဝန်ကြီးချုပ်ထူထူနှုတ်ထွက်ပြီးတဲ့နောက် Liberal Party ကောင်းဆောင်နေရာအတွက်ရှင်ပြိုင်မှုဟာပြီးခဲ့တဲ့ဇန်နဝါရီလကစတင်ခဲ့တာဖြစ်ပါတယ်။ Trump ဟာ American ရဲ့အကြီးမားဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်တဲ့ကနေဒါပေါ်မတရားသဖြင့်အခွန်တွေတိုးကောက်နေတယ်လို့ကာနီကပြောထားတာပါ။ အမေရိကန်ကမိမိတို့ပေါ်လေးစားကြောင်ဖော်ပြလာတဲ့အထိအမေရိကန်ပေါ်ပြထမ်းထားတဲ့အခွင့်အရေးဆက်လက်ကောက်ယူမှာဖြစ်တယ်လို့ဝန်ကြီးချုပ်လောင်မကာနီကဖြည့်ဆွက်ပြောကြားထားတာဖြစ်ပါတယ်။မနက်ဖြန်မတ်လ17ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ်ဘင်္ဂလားပင်လယ်ော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းတို့မှာတိမ်အသင့်အသင့်မှာတိမ်ထူထန်နိုင်ပြီးကြံဘင်္ဂလားပင်လယ်ော်မှာအများအပြားတာယာနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတနင်္သာရီကမ်းရိုးတန်းနဲ့မုတ်တမကွေတို့မှာလေဟာအရှိရှိတောင်ဘက်ကနေတနင်္သာရီဆယ်မှန်မှမိုင်20ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်မှာလှိုင်းသင်းသင်းရှိနိုင်ပါတယ်။ရခိုင်ကမ်းရိုးတန်းနဲ့မြို့ဝကျွန်းပေါ်ဒေသတွေမှာလေဟာအနောက်အနောက်မြောက်ဘက်မှာတနင်္လာနေ့9:00မှာစေမိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်မှာလှိုင်းသင်းသင်းရှိနိုင်ပါတယ်။ မိုးအချိန်တွေမှာတနင်္လာရီတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ပဲခူးတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာတိမ်အထင်းအင်းဖြစ်ထွန်းနိုင်ပြီးကြံတိုင်းနဲ့ပြည်နယ်တွေမှာတော့အများအပြားတာယာနိုင်ပါတယ်။နေအပူချိန်တွေမှာမြန်မာတနိုင်ငံလုံးမှာပုံမှန်ထက်အမြင့်တန်နိုင်ပါတယ်။မြို့ချင်းတွေမှာပဲခူးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမနက်ပိုင်းမြူတူများကြာဆင်းနိုင်ပါတယ်။ ဒီမိုးလေဝသအစီအစဉ်ကိုတော့မြို့သားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနကနေရည်ယူဖော်ပြတာဖြစ်ပါတယ်။တံလင်းထိုင်ရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တောင်လင်းထားရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါသေးရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ ကာကွယ်နိုင်ဖို့လုံခြုံတဲ့ဘုံခုချင်းတစ်ခုကိုဘယ်လိုစောင့်မလဲပထမဆုံးနေရာရွေးချယ်ရပါမယ်တောင်ဆောင်တစ်ပင်အောက်တို့လိုမြင်ကွင်းကွယ်တဲ့နေရာမျိုးကိုရွေးချယ်ပါရေစိမ့်ခြင်းအလွယ်တကူရေဝင်နိုင်ခြင်းမရှိဖို့မိန်လာ အမိုက်ပုံရေတွင်ရေကန်တို့နဲ့ငားပေခန့်အကွာမှာရှိတင်ပါတယ်ဘုံခုချင်းစောင့်မယ့်မြေသားဟာလည်းခိုင်ခန့်ရပါမယ် အရေးပေါ်အခြေအနေမျိုးမှာအများဆုံးပုံခွန်နိုင်မဲ့ညီနေရာမျိုးကိုတွေ့ပြီဆိုရင်တော့ကျင်းကိုစတူလို့ရပါပြီမိသားစုတစုစာပုံခွန်နိုင်လို့ပုံခွန်ခြင်းဟာကျင်းအနက်အလဲဆုံး၄ပေကနေ၅ပေအထိကျင်းအကျယ်၈ပေ၆ပေခန့်ရှိသင့်ပါတယ်ကြည်စာဘုံစတွေလွင့်စင်လာရင်ပုံခွန်ခြင်းလေးကိုမဝင်စေနိုင်ဘူးဝင်ပေါက်ကိုလူတကူစာအကျယ်ပုံပေအနက်ရှိတဲ့အဲပုံစံတစ်စစ်ချိုတူရပါမယ် ဝင်ထွက်ရလဲအောင်ရှော့တော့ဒါမှမဟုတ်လှေကလေးလုပ်ပြီးခြေမချော်စေဖို့တဲ့ကောက်ယူစပတ်ခွန်တစ်ခုခုကိုခင်းထားတင်ပါတယ်။စုံစုံမှုဖြစ်စေဖို့နဲ့ရေမစိမ့်ဖို့နေရာနဲ့ကျန်းပြင်မှာပလတ်စတစ်များခင်းထားရပါမယ်။အမိုးဆောက်ရာမှာ ပထမဆုံး6လက်မပတ်လည်ခန့်ရှိတစ်လုံးဝက်နက်ထန်းလုံးတွေကိုခက်စိတ်စိတ်အပြည့်စီထားပါ။ကျင်းအတွင်းနေစဉ်မှာလေဝင်လေထွက်ရှိဖို့လေးလက်မှ PVC ပိုက်နှစ်ခုတပ်ဆင်ထားရပါမယ်။တင်လုံးတွေမရွေးအောင် တန်ကျိုဒါမှမဟုတ်တနည်းနည်းနဲ့ခိုင်ခန့်အောင်တွဲချုပ်ထားဖို့လိုပါမယ်။အလုံးတွေပေါ်မှာပလတ်စတစ်၊မိုးကာ၊ပြင်ပြတံပြားတို့ကိုခင်းရပါမယ်။သဲအိတ်၊ညီအိတ်တွေကိုအကြရတစ်ချက်အန်တန်တစ်ထပ်ရှော့မကျအောင်နှစ်ထပ်ခင်းရပါမယ်။ပဲအိတ်တွေအပေါ်မှာဝက်ကတ်ထက်ခင်းမှုလိုပြီးဘုံခုချင်းမှမတိတာစီကိုပပတ်လေအမူအောက်ချီချီမြေသားနဲ့ပြန်ဖုံးပေးရပါမယ်။ရေမပြိုကျစေဖို့နဲ့ရေမဝင်ဖို့အတွက် သဲအိတ်တလုံးတွေကိုဝင်ပေါက်မှာကာထားပေးပြီးကျင်းပတ်ချာလေးမှာရေနှုတ်မြောင်တူထားပေးပါဒါဆိုရင်တော့တိပိသားစုအတွက်လုံခြုံတဲ့ဘုံကိုချင်းတစ်ခုကိုတင်ကိုယ်တိုင်ပြုလုပ်နိုင်ပြီပေါ့